ကဆွဲသစ်ပါ TVB ရုံမြင့်တန်းကြားရဲ့ညနေ၄နာရီချိန်ရရှိထားတဲ့သတင်းတွေကိုဒါရိုက်တင်ဆက်ပေးမှာပါမြန်မာသတင်းကမ္ဘာသတင်းနဲ့အတူအားစားသတင်းတွေကိုလည်းရှုစားကြမှာပါခင်ဗျာစစ်တပ်ရဲ့ကြောထောက်နောက်ခံပေးထားတဲ့ကြန့်ခိုင်ရေးပါတီကမဲဆွယ်စည်းရုံးရေးလိုက်သူတွေကိုငွေကြက်တသောင်းခွဲပေးမယ်လို့မလုံးပေးပြီးခေါ်သွားပေမဲ့အမှန်တကယ်မရရှိဘူးလို့မဲဆွယ်စည်းရုံးရေးလိုက်သူတွေကပြောပါတယ်အော်တိုဝါလာ32ရက်နေ့ကရန်ကုန်မြို့တာကီတာ1ဈေးကွေမှာ ကြန့်ခိုင်ရေးပါတီကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေကမဲဆွဲစီယုံရေးပြုလုပ်ခဲ့တာဖြစ်ပြီးမဲဆွဲစီယုံရေးလိုက်ဖို့စိုက်ကားသမားနဲ့ဘေးရဲစိုက်ကဲမောင်းသူအယောက်40လောက်ကိုစံနဲ့ငွေကြက်တထောင်ဝယ်ပေးမဲ့ဆိုကခေါ်ယူခဲ့တာလို့ဆိုပါတယ်မဲဆွဲစီယုံရေးလိုက်ခဲ့ပေမဲ့အမှန်တကယ် တခြားမြို့နယ်တွေမှာလည်းကြန့်ခိုင်ရေးပါတီဝင်တွေကမဲဆွယ်စည်းရုံးရေးတွေမှာလိုက်ဖို့စိုက်ကားသမားနဲ့ဗေဒသမားတွေကိုခေါ်ယူနေတယ်လို့သိရပါဗျ။ဒါအပြင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်းကြန့်ခိုင်ရေးပါတီနဲ့အပြိုင်ပတ်စံပေးပြီးမဲဆွယ်စည်းရုံးရေးလိုက်ဖို့ခေါ်ယူနေတာတွေရှိတယ်လို့မြို့ကန်တွေစီကနေသိရပါဗျခင်ဗျာ။စကောင် ¡Parelo! lo အမေရိကန်ရောမြန်မာရေးဆောင်ရွက်သူတွေကစစ်ကောင်စီရဲ့အထူးရောင်ရွေးကောက်ပွဲမြေပြင်ကဆစ်ရသွမှုတွေနဲ့တပ်ဖြတ်မှုတွေ lobby ကုမ္ပဏီငှားရမ်းတာတွေအပါအဝင်တရင်ချက်လက်အသိပေးစာတွေကိုအမေရိကန်လွတ်တော်နဲ့နိုင်ငံသားရေးဝန်ကြီးဌာနစီဆက်တိုက်ပေးပို့နေပါတယ်။ရန်သူကိုပြန်ပြန်ရတဲ့ကိစ္စတွေလည်းရှိပါတယ်။အဖြတ်လုတဲ့ဟာတွေပေါ့နော် advocacy မှာလည်းအဖြတ်လုတဲ့လူတွေအဖြတ်လုတဲ့ဖွဲ့စည်းရေးဆိုတာရှိပါတယ်။အဲဒီဟာတွေကိုလည်းကျမတို့တွေကတစ်ဖက်ကနေပြီးတော့မှအလိမ်မှာပါနေဆိုတာနဲ့ပြန်လဲပြီးတော့တုံ့ပြန်ရတဲ့ကိစ္စတွေရှိရဲပေါ့နော်။အားလုံးဟောင်း န်ဖြစ်ပြီးတော့ coordinate ဖြစ်ပြီးတော့လုံနိုင်ဖို့အတွက်ကျမတို့တော်လှန်ရေးအတွက်အများကြီးအရေးကြီးပါတယ်လို့ ပြီးခဲ့တဲ့လပိုင်းတွင်ဒီမှာပြည်တွင်းပြည်ပမြန်မာရေးဆောင်ရွက်သူတွေစုပေါင်းပါဝင်တဲ့ Global Meeting တွင်အချိန်ချင်းခေါ်ယူခဲ့ပြီးပြည်သူ policy ခုနှစ်ချက်ချမှတ်ထားတာပါနိုင်ငံတကာတန်တမာတိုင်ဝမ်နဲ့အစိုးရတွေရဲ့ပုံမထောက်ခံအားပေးမှုရရှိရေးစစ်ကောင်စောင်းတွေကိုနိုင်ငံတကာရာဇဝတ်ခုံရုံးတွေကိုတင်ပို့နိုင်ရေးအတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ရေးရှင်းနံတဘာဝတန်ငွေနဲ့တင်ရသာသလုပ်ငန်းတွေမှာစစ်တပ်ကိုဝင်ငွေရအောင်ကူညီပေးနေတဲ့ကုမ္ပဏီတွေကိုပြင်းပြင်းထန်ထန်ရေးယူနိုင်ဖို့ သံမက်ကြီးဦးကျော်မုံထုံးကုလမရာထူးတောင်းဝန်ဆက်လက်ထိန်းထားနိုင်ရေးအမေရိကန်ဘူဘန်ကထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံပိုင်ငွေဒေါ်လာတန်းတထောင်ကိုမျိုးဦးဒေါ်လာရေးအတွက်အသုံးပြုခွင့်ရဖို့အမေရိကန်ဆိုရရဲ့အထောက်ပံ့တွေဥပဒေဖြစ်ကနေအမြန်တက်ဝင်မီမြေပြင်ကိုရောက်ရှိစားတဲ့ချက်တွေဖြစ်ပါတယ်။ကျွန်တော်ဒုတချမ်းဒါကပြားများလာကြောင်းနဲ့အင်အားပြန့်စုဖို့နားလာလို့ PSLF တန်းလေးအထွေထွေမှုဝကြောက်တာဖုံးချော်ကပြောပါရတယ်။ သူ့ရဲ့ Facebook လူမှုကွန်ရက်အကောင့်ကနေအခုလိုပြောဆိုခဲ့တာပါတရုတ်ရဲ့ဓာဝင်မှုနဲ့ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့နဲ့28ရက်နေ့လိုမှာစစ်ကောင်စီနဲ့ TNL တို့ကြားတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံခဲ့ပြီးတဲ့နောက်အပြစ်ခတ်ရက်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီးမကုန်းနဲ့မုံမိတ်တို့ကနေလည်းစုခွာဖို့အတွက်သဘောတူညီခဲ့ကြတာပါဒီကစားပွဲမှာနားချိန်တန်လို့နားတာဖိအားများလို့နားတာအားပြန်စုဖို့နားတာစမတ်ကြတဲ့ခေတ်ကြီးမှာငါတို့တော်လန်ကြတာအလုံးဟာအမြင့်ကိုပြန်တက် ငါတို့လိုချင်တာလက်ရခုစုဖို့ပဲလေအတိတ်ရဆုံးဖြတ်ချက်က ပြင်းထန်မြန်ဆန္ဒကြောင့်ပောက်ကွဲခံစားရကိုနားလဲတယ်လို့ဗိုလ်ချုပ်တာဖုံးချော့ကလူမှုကွန်ရက်မှာရေးသားခဲ့တာပါလက်ရှိမှာတော့ TNL ကပြန်ဆွခွာခဲ့တဲ့မျိုးတွေကိုမိဖက်တော်လိုင်းအင်အားစုတွေကဝင်ရောက်နေရာယူထားကြပါတယ်ခင်ဗျာတေလွန်သောသူတွေရဲ့ဝိညာဉ်တွေအတွက်ဆူတောင်းပေးတာတွေကိုနိုဝင်ဘာလနေ့ရက်နေ့ကကရင်တွေကတုတ်တန်တွေမှာပြုလုပ်ခဲ့လို့မြေပြင်ရဲဘော်တွေကပြောပါတယ် တည်ခဲ့တဲ့သူတွေကိုအောင်မေတရရတဲ့အနေနဲ့ဆူတောင်းပွဲကိုကက်သလစ်ခရစ်ယာန်တွေရဲ့ထုံနှံအရာနှစ်တိုင်းလောက်တာဖြစ်ပြီးတင်းကျိုင်းမှာတန်ရှင်းလောက်တာနဲ့အောက်ကူတွေပေါ်မှာမိထွန်းနာတွေလောက်ခဲ့တယ်လို့မြေပြင်ရဲဘော်တရားကပြောပါတယ်ဆူတောင်းပွဲကိုမနက်ပိုင်းကနေစပြီးတင်းကျိုင်းမှာအမိုက်တွေရှင်းလင်းတာဆူတောင်းမြတ်တာပို့တာအောင်မေတရရတချင်းတီဆိုတာအောက်ကူတွေပေါ်ဖျောင်းနိုင်ထွန်းပေးတာတွေပြုလုပ်ပြီးတင်းဆုံသွားခဲ့ရတဲ့မိသားစုဝင်အဖိုးအဖွားတွေနဲ့ရဲဘော်ရဲဘက်တွေအတွက်ဆူတောင်းပေးခဲ့တာလို့ဆိုပါတယ် တေလွန်တော်သူတွေအတွက်တင်းကျိုင်းမှာဆူတောင်းပေးမှုကို ခရီးယန်ကက်သလစ်ဘာသာဝင်တွေကနှစ်စဉ်နှစ်တိုင်းနီးစပ်ရာတုတ်တန်တွေမှာပြုလုပ်ပေးကြပြီးညနေတည်းထိအတူရှိနေပေးသလိုမနက်ပိုင်းမှပြန်ကြသူတွေလည်းရှိကြတယ်လို့သိရပါတယ်ခင်ဗျာကင်းနီပြည်နယ်ဒီမော့ဆော့နောက်ချမ်းကိုစစ်တပ်ကဂျက်ဖိုက်တာအပြင်အသေးခံဒရုန်းသုံးပြီးဘုံလာကျဲလို့ထိခိုက်သေးဆုံးသူတွေရှိနေပါတယ်မော်ရစ်သတင်းပေးပို့ထားပါတယ်ခင်ဗျာနိုဝင်ဘာ3ရက်မနက် ဘာခရီနီပြည်နယ်ဒီမော့ဆိုချမ်းတနေရာကိုဂျက်ဖိုက်တာနဲ့ဘုံလာကျဲပြီးတဲ့နောက်ကာမီကာဇေးလို့ခေါ်တဲ့အသေးခံဒရုန်းတွေနဲ့ဘုံလာထက်ကျဲတဲ့အတွက်ထိခိုက်သေးဆုံးသူတွေများတယ်လို့လက်ရှိကယ်ဆယ်ရေးဝန်နေတဲ့သူတွေက DPP ကိုပြောပါရယ်မနက်ပိုင်း9:00နာရီဝန်းကျင်မှာဘုံလာကျဲသွားတာဖြစ်ပြီးသေဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေထပ်တိုးလာနိုင်ဖို့ရှိတယ်လို့ကယ်ဆယ်ရေးသမတ်တူဦးကဆက်ပြောပြပါရယ်ငါရောလို့ TV လို့လို့ဆက်ဘယ်ရလဲ3လရောရှိရတဲ့တော့ပြင်းတော့ဘောနော် ဖရမောဖိုက်တာနဲ့ဖိုက်တာကလည်းသူစား၃ဒီလောက်ရှိမယ်လက်ချပါဘုံကျတိုက်ခိုက်မှုအပြီးလက်နက်ကြီးနဲ့ပြစ်တာတွေထပ်ရှိနေတဲ့အတွက်လေကြောင်းအန္တရာယ်လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်တွေကိုအချင်းချင်းအသိပေးရင်သတိထားစောင့်ကြည့်နေရတယ်လို့ဘုံကျဲခံရတဲ့အနည်းဆုံးနေရာကဒေသခံတဦးက DBB ကိုဆက်ရှင်းပြပါရယ်တချို့ကဆိုင်တဲ့ဆိုင်ပေါ်မှာခေါမှုပေါ်လာတာမျိုးရှိတယ်အစားစိတ်နာပေါ့သူကလီမဝဲနဲ့ဘုံတိုင်းလာတာ ့ KSP ရဲ့မိသားစုတွေကတင်းထန်တဲ့တရားပတ်တော့ကရင်ပြည်နယ်တဲကမဲဆဲရှားတော်နဲ့ဖားဆောင်မြို့နယ်အပါအဝင်မြို့နယ်63မြို့နယ်ကိုအရေးပေါ်ချိန်နဲ့3လစစ်တပ်ကကျင်းပပြီးရပိုင်းအကြာမှာပဲအခုလိုအသေးခံ drone နဲ့တိုက်ခိုက်ခံရတာဖြစ်ပြီးလက်ရှိသေဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေကိုအတီးပြုတ်နိုင်မှု DBB ကစ조사နေပေမဲ့လုံခြုံရေးအခြေအနေတွေကြောင့်အတီးပြုတ်နိုင်တာမရှိသေးပါဘူးခင်ဗျာကျွန်တော်မော်ရစ်ပါမကွေးတိုင်းပေါင်းမြို့နယ်အရှိမြောက်ချမ်းမှာရှိတဲ့လက်ဖက်ကြွေရာနေကစစ်ဆောင်တဲကို နွေဘာလ2ရက်မနက်၈နာရီကျော်အချိန်မှာလေးနဲ့ဘုံကျဲချခဲ့တဲ့အတွက်ကလင်းငယ်နေရာအပအဝင်စစ်ရှောင်း9ရောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မဲတီလာမျိုးရှန်တဲလီတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာအမျိုးအစားလေးနဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲလက်ဘက်ရွာအနီးကစစ်ရှောင်းနေနေတဲ့တဲကိုဘုံကျဲခဲ့တာဖြစ်ပါတယ်။ဘုံကျဲမှုကြောင့်အသက်3နှစ်နဲ့ဆန္ဒနဲ့အရွယ်ကလင်းငယ်နေရာအပအဝင်စစ်ရှောင်း9ရောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတက်က လေဘက်ရွာနီကစစ်ဘေးရှောင်နေနေထိုင်တဲ့တဲကိုဘုံချဲခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရရရှိခဲ့ပြီးစစ်ကူတမှုခံယူနေရတယ်လို့ဒေသခံတယောက်ကပြောပါတယ်စစ်ကောင်စီတပ်ကပေါင်းမြုံနယ်အတွင်းမှာလေရင်နဲ့ဘုံချဲတိုက်ခိုက်တာတွေပြင်စိတ်ဖြူမြို့နယ်ကပ္ပဆာ22ကနေလာတဲ့အင်အား600ကျော်ပါစစ်ကြောင်းကလည်းဝင်ရောက်စစ်ကြောင်းထုတ်နေတယ်လို့သိရပါတယ်ပေါင်းမြုံနယ်အတွင်းမှာစစ်ကောင်စီတပ်ရဲ့လေရင်နဲ့ဘုံချဲချခဲ့တဲ့အတွက်ဒေသခံတွေဘေးလွတ်ရာနေရာတွေကိုနေရာစွန့်ခွာထွက်ပြေးကြရတယ်လို့သိရပါတယ်ခင်ဗျာ ဒီမော့ဆုံနယ်မှာရှိတဲ့စပေးရှောင်းလူငယ်အများစုဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြီးရရအလို့ရှာလို့ကြသူတွေဒီလပိုင်းအတွင်းပုံများလာတယ်လို့ဒေသခံတွေကပြောပါတယ်ခွန်စောပစ်ပထားပါတယ်ခင်ဗျာကယားကရီနီဘီဒီမော့ဆုံမြို့နယ်ကစပေးရှောင်းစခန်းတွေဟာနှစ်ကြာလာတာနဲ့ကထောက်ပံ့ကူညီပေးမဲ့လူတွေနေပါလာနေပါတယ် ဒါကြောင့်အရွယ်ရှိတဲ့လူငယ်တွေဟာနေဆက်ရနေဆက်မြို့တွေနဲ့ထိုင်းနိုင်ငံဘက်ကိုထွက်ပြီးရရလှုပ်ရှားလို့ကစစ်ပေးရှောင်မိသားစုတွေကိုပြန်လဲထောက်ပံ့နေရတာပါဒီရှောက်စကားမှာပဲဆရာခုဒီဘာလို့လို့လို့ရမမသိတိုင်းပဲဟုတ်တယ်နင်စာမြိုင်းသွားကြတယ်ဆရာဖဲဖဲကူကြတော့လေဒီမော့စုမျိုးကနေထိုင်းမြန်မာနယ်စပ်ဘက်ကိုရောက်ဖို့လူတယောက်ရဲ့ကားကဟာ6သိန်းထိပေါက်သေးရှိနေပြီးထိုင်းနိုင်ငံချင်းမိုက်မျိုးအရောက်ဆိုရင်တော့30ကျော်ပေးရပါတယ် ကားလေးစီးကိုစနုံငားမဲ့ဆိုရင်တိန်60ကနေ80ဒီပေါစင်းရှိနေပါတယ်ကားစီးတွေမြင့်နေပြီမဲ့နေ့စဉ်ကားဆက်စင်းကြော်လောက်ဒီမော့ဆိုကနေနေဆက်မျိုးမဲဆက်ကိုထွက်နေရတယ်လို့ဒေတာကန်တွေကဆိုပါတယ်ဒီကိုတစည်းဆိုရင် မဲဆက်မဲဆက်ပေါ့မဲဆက်မဲဆက်ဟိုဆက်အထိကိုလွန်ခဲ့တဲ့တစ်ပတ်ကဆိုရင်တင်း60ပေါက်တယ်အခုဆိုရင်တင်း80အထိပေါက်တယ်ကားတစ်စီးကိုဘီကိုနဲ့10စီး15စီးလောက်ရှိရဲဒီကိုလနီကလူတွေလူကြီးရဲ့အကုန်ထွက်တာကရနီပြည်နယ်အတွင်းမှာစီရေးပဋိကတွေဖြစ်ွားနေတာ9နှစ်နီးပါးရှိပြီဖြစ်ပါတယ် လက်ရှိစစ်ဘေးရောင်ဦးရာပုံသိမ်းဝေးတီရှိလာနေပြီးအောက်ကန်ခွလန်းရှာပမှုကုံစင်းနှုံးကြီးမြင့်မှုနဲ့နေမင်းမလုံးကြုံမှုတွေကြောင့်တချို့စစ်ဘေးရှောင်မှာဆိုရင်စံရိတ်ခါပြက်လက်လာတဲ့အထိခက်ခဲနေတယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်တော်ခွန်စောဦးပါဒီကြံငွေပေးချင်မှုဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Wave Money Account အသုံးပြုသူတချို့မှတ်တမ်းမပေါ်ဘဲငွေပြတ်တောက်ခံရတာမျိုးတွေရှိနေတယ်လို့ကိုယ်တိုင်ကြုံတွေ့နေရသူတွေစီကနေသိရပါဗျ။ ခုရပိုင်းထဲမှာ wave man နဲ့အကောင့်တွေကပတ်စံတွေအလိုလျောက်ဖြတ်တောက်ခံရတာငွေပေးချေရမှာအကောင့်တွေကနေဖြတ်သွားပြီးလက်ခံသူစီငွေမဝင်သလိုမှတ်တမ်းထဲမှာမပေါ်တဲ့အခြေအနေတွေနဲ့နှင်နာဆုံးရှုံးမှုတွေရှိနေတာလို့ဆိုပါရယ်တင်ငန်းကျွတ်မြွတ်နယ်မှာ digital ငွေလဲငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းလုပ်နေသူတယောက်ကဒီရက်ထဲမှာတော်တော်များများကြုံနေတာပတ်စံလာထုတ်တာသူစီကပတ်စံဖြတ်ပြီးကိုယ့်စီအဝင်ကမရှိဘူးအဲ့ဒီလိုဖြစ်တာတယောက်နှစ်ယောက်မကဘူးလို့ပြောပါရယ်ဒါအပြင်ဘဏ်ကောင်းကနေဝတ်မှန်းနေတဲ့ငွေလွဲပြောင်းထည့်ရမှာ ဘဏ်ငွေစင်းတဲ့ကထွက်သွားပြီမဲ့အပြည့်မဝင်မဲ့ပျောက်သွားတာအကောင့်ထဲကငွေလွှဲတာမရှိဘဲဖြတ်သွားတာတွေလည်းရှိနေတယ်လို့အဲ့ဒီ digital ငွေပေးချေမှုအကောင့်အသုံးပြုနေသူတွေစီကနေသိရပါဗယ် Wave Money ငွေဝန်ဆောင်မှုလုပ်ငန်းကတရားဝင်အသုံးပြုနေတဲ့ Facebook လူမှုခွန်ရက်မှာဝန်ဆောင်မှုနဲ့ပတ်သက်လို့ရေးတင်ထားတဲ့အကြောင်းအရာအောက်မှာငွေနှစ်နာဆုံးရှုံးခဲ့ရသူတွေကကိုယ်တိုင်ကြုံရတဲ့အဖြစ်ပြက်နဲ့ဖြည့်ရှင်းပေးဖို့တောင်းဆိုတဲ့မှတ်ချက်ကိုပေးထားကြပါဗယ်အဲ့ဒီမှတ်ချက်တွေပေါ်ဝေမန်နီဘက်ကဖြစ်သွားတဲ့ကိစ္စရွတ်အတွက်တောင်းပန်ကြောင်းနဲ့ ငွေဆုံးရှုံးသွားတာနဲ့ပတ်သက်လို့ဖြည့်ရှင်းဆောင်ရွက်ပေးနိုင်အောင်ချက်ပတ်ကနေတဆင့်ပြောပြဖို့အကြောင်းပြန်ထားတာတွေ့ရပါတယ်ခင်ဗျာအော်ရီဒူးမြန်မာကုမ္ပဏီ Pepsi အချို့ရဆက်ယုံတို့နဲ့အလုသမားတို့အကြားငင်းပွားမှုနဲ့ပတ်သက်လို့နှစ်နဲ့ချီတရားရင်ဆိုင်ခဲ့ရပြီးနှစ်ဖက်အတီးတီးပြည်လည်သွားတာကြောင့်အမှုတွေကိုပြန်ရုပ်သိမ်းလိုက်တယ်လို့အဲ့ဒီအလုသမားတွေဘက်ကကူညီပေးခဲ့တဲ့သွေးစည်းညွှန်ရသောတမကများအဖွဲ့ချုပ် SDUM ကထုတ်ပြန်ပါတယ် ပတ်စီအချိုရေးဆက်ရုံကဝန်ထမ်းဖြစ်တဲ့အကြီးတန်းအင်ဂျင်နီယာဦးတောင်းဟန်ကိုနင်နာချေအပြစ်မပေးဘဲအလုပ်ထုတ်ခဲ့တာနဲ့ပတ်သက်လို့နှစ်နှစ်ကျော်တရားရင်ဆိုင်ခဲ့ပြီးနှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ရကအမှုကိုရုပ်သိမ်းလိုက်တာလို့ဆိုပါရယ်အလုပ်ထုတ်ခဲ့ရတာနဲ့ပတ်သက်လို့အစဉ်စဉ်ညှိနှိုင်းဖြန့်ဖြေးရေးဆောင်ရွက်ခဲ့တာမပြေလည်ခဲ့တဲ့အတွက်အလုပ်သမားက2023ဇွန်လမှာမော်ဘီခရိုင်တရားရုံးကနေတရားစွဲဆိုခဲ့တာလို့ SGUM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်အဲ့ဒီအမှုနဲ့ပတ်သက်လို့တရားရင်ဆိုင်ခဲ့ရတဲ့ကာနှစ်နှစ်ကျော်နဲ့ရုံးချိန်မှာ 66ချိန်အထိကြာမြင့်ခဲ့ကအော်တိုဘာလ22ရက်နေ့မှာတော့နှစ်ဖက်တရားရုံးပြင်ပညှိနှိုင်းသဘောတူညီချက်ရပြီးအမှုပိတ်သိမ်းလိုက်တာလို့ SCUM ကထုတ်ပြန်ထားပါတယ်ခင်ဗျာမန္တလေးတိုင်းပြည်ကြီးတကောမြို့နယ်ငွေတော်ကြည်ကုန်းရက်ကွက်မှာရှိတဲ့နေအလုံး300ကျော်ကိုအော်တိုဘားလာ30ရက်နေ့ကစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ဖွဲ့တွေကဘူဒိုဇာနဲ့ထိုးဖြတ်ကြတာကြောင့်ဒေသခံပြည်သူတွေနေစရာအခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။မြတ်သက်စင်ပြပို့ထားပါတယ်ခင်ဗျာ။ မန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်ငွေတော်ကြီးကုန်းရက်ွက်ကနေအိမ်အလုံး300ကျော်ကိုစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကဘူဒိုဇာနဲ့ထိုးဖြတ်ခဲ့သလိုဒီလိုထိုးဖြတ်နေတော့ဓားပုံရိုက်ခဲ့တဲ့သူတွေကိုလည်းရိုင်းနှက်ဖမ်းဆီးခံရတာတွေရှိတယ်လို့ဒေသခံပြည်သူတွေကဆိုပါတယ်။ကြောင်းတက်နေတဲ့ကလေးငယ်တွေနဲ့ကျမ်းမာရေးမကောင်းတဲ့တက်ကြီးရွယ်တွေရှိတာကြောင့်ခိတ္တဆိုင်ငံ့ပေးဖို့မန္တလေးတိုင်းတာဝန်ရှိသူတွေကိုစတင်ခဲ့ပေမဲ့စစ်တပ်နဲ့စီဝင်တွေကအော်တိုဘလ30ရက်နေ့ကစပြီး ဘူဒိုဇာနဲ့ထိုးဖြစ်ခဲ့တာလို့အင်ဖြတ်ခံရသူက ပြောပါတယ်။သူရဲ့ပြောကြားချက်ကတော့လုံခြုံရေးချီနေရ PVP သတင်းတောက်တယောက်ကအတန်းစားထိုးဖတ်ကြားပေးထားပါတယ်။ကြောင်းတက်နေတဲ့ကလေးရောကျမရေးမကောင်းတဲ့သူတွေရောရှိလို့အင်ရှာဖို့တလားနလားလားစောင့်ပေးပါဆို။ဒိုင်းဆိုရကိုစတင်နေစစ်တပ်ကလက်မခံဘူး။တစ်အိမ်ဆိုလူအင်အားဖြတ်တယ်။တိုက်အိမ်ဆိုဘူဒိုဇာနဲ့ထိုးတယ်။သူတို့ဖြစ်နေတဲ့မြေခွင်းကိုကြည့်ပြီးရင်းနှမ်းမှဗလာမှဆိုလေမျက်ရည်လဲကျတယ်အင်တလုံးဖြစ်ဖို့ ဆယ်နှစ်လောက်ကြိုးစားခဲ့ရတာစစ်တပ်ကဒုက္ခပေးလိုက်တာအိမ်မဘဝကနေအိုးမဲအိမ်မဲဘဝနဲ့လမ်းပေးရောက်သွားတယ်။2024ခုနှစ်စက်တင်ဘာလကငွေတော်ကြီးကုန်းရောက်ွက်ကိုမန္တလေးကလုပ်ငန်းရှင်တထေးတောက်ရောက်လာပြီးဒီဇင်ဘာလကုန်ပိုင်းမှာနေအိမ်ဖြတ်ဖို့မြို့နယ်စီပင်ကစတင်လှုပ်ဆောင်ခဲ့တာလို့လည်းရက်ွက်တွင်ဤထိုင်သူတွေကဆိုပါတယ်။ငွေတော်ကြီးကုန်းရက်ွက်အကွက်အမှတ်156ကကြီး 156ခါခွေနဲ့936ခါကြီးမှနေထိုင်တဲ့အင်ဂျီ300ကျော်ကိုအော်တိုဘာလ9ရက်နောက်ဆုံးထားဖြတ်ဖို့အုပ်ချုပ်ရေးအဖွဲ့တွေကစာပို့ခဲ့တာပါပြည်ကြီးတော်မျိုးနယ်စီပင်က2024ခုနှစ်နှစ်ကုန်ပိုင်းကစပြီးငွေတော်ကြီးကုန်းရက်ွက်မှာရှိတဲ့နေအိမ်အလုံး300ကျော်ကိုကျူးကျော်နေထိုင်သူတွေလို့သတ်မှတ်ပြီးဖြတ်ပြီးပြောင်းပေးဖို့အော်တိုဘာ1ရက်အထိနိုတစ်စာ3ချိန်ပေးခဲ့တာလည်းဖြစ်ပါတယ် ဲ့လို notice စာတစ်ခါပေးပြီးတိုင်းမှာရက်ွက်သူရက်ွက်သားတွေဟာတိုင်ကိုအ ਨੇ ဆုံး၄000သို့မဟုတ်5000လောက်စုပေးလိုက်ကြတဲ့အခါဖြတ်မဲဆိုတဲ့စာရီလာမကတ်တော့တာမျိုးရှိခဲ့တယ်လို့အိမ်ဖြတ်ခံရသူရဲ့အသီးမိတ်ဆွေတယောက်ဖြစ်တဲ့ကိုဇွဲအမိလွဲကဆိုပါတယ်။ဟိုဘောနော်အခေပြီးရမယ်ဆိုပြီးတော့စာရီလိုက်ဝေးတယ်ဘောနော် you know လိုက်ဝေးတော့သူလွေဝေးဝေးလို့ရှိရင်ဟိုတော့ငါတော့2024ရယ်ဘောနော်၃ချိန်အိပ်ပြီးကြတယ်အဲ့ဒီတည်းမှာ၃ချိန်ဝေးတယ်ဘောနော်အဲ့ဒီတစ်ခါဝေးပြီးလိုက်ဝေးပြီးတိုင်းမှာ သူတို့ကဟိုဟာပတ်သက်ပတ်သက်ဖူပီရတာဘာလို့အရွယ်ကလူတွေကတင်ငါးဆောင်ငါးဆောင်ပေါ့အနည်းဆုံးပေါ့၄ဆောင်ငါးဆောင်အဲသူကပတ်သက်ရှင်ချီလို့ပေါ့နော်အဲ့လိုမျိုးစုပြီးတော့သူကဖူပီရတာဖူပီလည်းလို့ချင်သူကအဲ့ဖြတ်မယ်ဆိုရင်မကတ်တော့ဘူးဘူးပြည့်နေကြတယ်အခုနောက်ပိုင်းကျတော့အခုနှစ်ကကျတော့သူကအဲ့လိုသာပြီးတဲ့အချိန်မှာသာလာကတ်လို့ကတ်တော့ဟိုအဲ့လိုသူတို့ပတ်သက်မပြီးတော့သူတို့သာလာကတ်တယ်ဟုတ်အဲ့အရွယ်ကလူတွေကမပြီးတော့မပြီးတော့အဆုံး ဟိုမှာဟိုမပြီးတော့ကြာမှာဥတုမျိုးလာဖြစ်တဲ့ပုံစံမျိုးဗျာဝေရကြည်ကုန်းရက်ွက်မှာရှိတဲ့နေရင်တွေအပြင်ဇီရီတွေနဲ့ဖုံးတော်ကြီးတင်စာတင်ကြောင်းတွေလည်းဖျက်ဆီးခံခဲ့ရတယ်လို့ရက်ွက်တွင်နေထိုင်သူတွေကဆိုပါတယ်အိမ်ဖြတ်ခံရသူတွေဟာဝေရကြည်ကုန်းရက်ွက်မှာနှစ်30ကျော်ကြာနေထိုင်သူတွေလည်းရှိကြတယ်လို့စကိုင်းကနေစစ်ဆောင်ခဲ့ကြတဲ့နန်းစီဒီယန်ဝန်ထမ်းတွေဟာအဲ့ဒီရက်ွက်ထဲမြေကွက်ဝယ်ပြီးလာရောက်နေထိုင်နေကြတာတွေလည်းရှိကြပါတယ်အိမ်ဖြတ်ခံရသူတချို့ဟာ နေထိုင်မှုအခက်အခဲတွေကိုတော့ငွေတော်ကြီကုန်းရက်ွက်ထဲကအိမ်ဖြတ်မခံရတဲ့တခြားအပိုင်းထဲမှာရှိတဲ့ဖုန်ကြီးเจ้าတွေမှာယာယီခိုလုံနေကြရပြီးတချို့ကတော့တခြားရက်ွက်တွေမှာအမြန်တော့ရောက်ငှားရနေထိုင်ကြရသလိုအိမ်ငှားရနိုင်ခြင်းမရှိသူတချို့ကတော့လမ်းပေါ်မှာပဲနေနေကြရတဲ့အခြေအနေတွေလည်းရှိတယ်လို့သိရပါဗျ။2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစေအုပ်စုဟာရန်ကုန်နဲ့မန္တလေးကနေရာတချို့မှာ ကျူးကျော်ဆိုပြီးအင်အားသုံးဖယ်ရှားရှင်းလင်းတာတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေကိုပြန်လည်နေရာချထားပေးရအစီအစဉ်တွေနဲ့လူချင်းငွေပေးရတဲ့အစီအစဉ်ကိုတော့လက်ရှိအချိန်ထိသုံးတရာထုတ်ပြန်ထားခြင်းမရှိပါဘူး။ကျမမြတ်သစင်ပါရှင်။ က်လက်ပြီးတော့နိုင်ငံတကာသတင်းတို့တင်ဆက်ပေးမှာပါ Nvidia ရဲ့ထိတ်တန့် AI chip ပြားတွေဟာအခြားသူတွေအတွက်မဟုတ်ပဲအမေရိကန်နိုင်ငံအတွက်သီးသန့်ဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါရယ် Nvidia ကထုတ်တဲ့ထိတ်တန့် chip ပြားတွေဖြစ်တဲ့ Blackwell chip တွေကိုအမေရိကန် customer တွေကပဲပိုင်ဆိုင်ရမှာဖြစ်တဲ့ကြောင်းထရန့်ကပြောဆိုခဲ့တာပါ F1 လေယာဉ်ပေါ်မှာသတင်းတောက်တွေနဲ့တွေ့ဆုံချိန် Trend က Nvidia ရဲ့ chip ပြားတွေဟာအခြား chip ပြားတွေထက်ဆယ်နှစ်လောက်အသာရနေကြောင်းပြောဆိုခဲ့ပါတယ်။ဒါ့အပြင် Trend ကဒီ chip ပြားတွေကိုအခြားသူတွေကိုပေးမှမဟုတ်တဲ့အကြောင်းကိုလည်းထပ်မံပြောဆိုခဲ့ပါတယ်။ Trend ဟာ Nvidia ကထုတ်တဲ့ chip ပြားတွေကိုအရင်ကလိုတခြားတိုင်းပြည်တွေကိုဖြန့်ချိဖို့တင်းကြပ်မဲ့အစီအစဉ်တွေရှိတယ်ဆိုတာကိုလည်းမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ဒါဟာတရုတ်အပါအဝင်အခြားကမ္ဘာနိုင်ငံတွေဟာအရင်လိုခင်မိတဲ့ chip ပြားတွေအလဲတကူအသုံးပြုနိုင်ဖို့အတားအဆီးတစ်ခုဖြစ်လာနိုင်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပါမယ်။ Brighton Tights မူ Danny Welbeck ကိုအင်္ဂလန်အသင်းမှပြန်လည်ရွေးချယ်ဖို့ဘောလုံးကျွမ်းကျင်သူတွေကတိုက်တွန်းနေကြပါတယ်။အသက်34နှစ်အရွယ်ရှိပြီဖြစ်တဲ့အင်္ဂလန်တိုက်စစ်မှုဟာအခုနှစ်ရာသီပရီးမီးယားလိဂ်ဆယ်ပွဲမှာ6-6သွင်းယူထားပြီးအင်္ဂလန်တိုက်စစ်ကစားသမားတွေမှာဂိုးအများဆုံးသွင်းယူထားတာပါအင်္ဂလန်တိုက်စစ်ပိုင်းမှာ Harry Kane နဲ့အတွက်ကောင်းမွန်တဲ့ရွေးချယ်စရာမရှိသေးပဲ Oliver Watkins ဟာလည်း ဗီလာမှာခြေစွမ်းမပြနိုင်သေးကြောင်းဝဲဘတ်ဟာအင်္ဂလန်တိုက်စစ်အတွက်ကွဲပြားခြားမှုတွေယူဆလာနိုင်တဲ့တိုက်စစ်မှုဖြစ်ကြောင်းအလန်ရှီးယားကပြောပါတယ်။ဝဲဘတ်ဟာအောက်ဘွယ်ရာစွမ်းဆောင်ရည်နဲ့အကျိုးသက်ရောက်မှုအရှိဆုံးတိုက်စစ်မှုဖြစ်တယ်လို့လည်းပရီးမီးယားလိဂ်နောက်ခံလူဟောင်းအိုနိုဟာကချီးကျူးသွားပါတယ်။ဝက်ဘတ်ဟာအင်္ဂလန်အတွက်52ပွဲအထိကစားထားက16ဂိုးသွင်းယူခဲ့ပေမဲ့2018ခုနှစ်နောက်ပိုင်းအင်္ဂလန်အသင်းမှရွေးချယ်ခြင်းမခံရတာ9နှစ်လောက်ကြာမြင့်နေပြီဖြစ်ပါတယ်ခင်ဗျာ။ DVB ရန်တန်ကြားညနေ၄နာရီသတင်းတွေကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတော့တင်ဆက်ပေးအောင်ပါပါကျွန်တော်ကဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ weather focus မိုးလေဝသခန့်မှန်းချက်